လွန်ငင်းချမ်းသာကွင်းထဲတွင်လွန်လာတော့မယ့်ပြည်သူချစ်တော်9000၂025မှာပြည်သူတွေတန်းတန်းတတ်တလွမ်းမောနေရတဲ့ပြည်သူချစ်တော်9000ယောက်ကိုတဆိုင်ရာကလွန်ငင်းချမ်းသာကွင်းထဲလွတ်ပြီးတော့မယ်လို့သိရပါတယ်မြန်မာနိုင်ငံဖျားနာနေတဲ့ကာလအတွင်းပြည်သူတွေဟာယုံကြည်ချက်ကိုစင်နဲ့ရှင်သန်ခဲ့ကြပြီးတော့အဲ့ဒီတွေကကံမကောင်းအကြောင်းမလာတဲ့လူတွေဟာဖန်စီထိန်ထိန်ချင်းကိုခံခဲ့ရတာပါ ဖန်ဆီးကံရသူတွေထဲမှာအထင်ကရဆိုင်းဆရာကြီးတွေကပြဆရာတွေရုပ်ရှင်မင်းသားမင်းသမီးတွေလည်းဝန်ထဲပွေပါဝင်ခဲ့ပါတယ်။ဒါကြောင့်ပြိတ္တကမျက်ရည်ဖြိုင်ဖြိုင်ကြတဲ့အချိန်ဝန်ထဲခင်အပင် တချို့ဆိုရင်အစိုးပါရေးယူမှုတွေကြောင့်ပဲမိသားစုတော်မစုံလင်တော့ပါဘူး။တချို့ကလည်းအကျင်းထဲမှာတင်ဘဝတပားကိုကူပြောင်းသွားခင်ကြပါတယ်။ဒါကြောင့်ပြိတ္တကခွင့်မလွတ်နိုင်တဲ့အပြစ်လုပ်ထားတာမဟုတ်ရင်အထဲရောက်သွားတဲ့ဘသူကိုမစုံပြန်လွတ်စေချင်ခဲ့ကြပါတယ်။ အခုခါမှာတော့အလုံးချစ်တဲ့ပြည်သူချစ်တဲ့ဟာလူငယ်ချမ်းသာကွနဲ့တူအပြင်လောကကိုပြန်ရောက်လာတော့မယ်လို့သိရပါတယ်။ဒါကြောင့်ဒီနေ့ရဲ့ဗီဒီယိုလေးထဲမှာတော့မိသားစုနဲ့အတူပြန်လည်ပေါင်းစည်းခွင့်ရသွားမယ်။အထက်ရောက်ပြည်သူအချစ်တော်ငါ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်၁ခိုင်တင်းကြီးရဲ့မြို့သားလိုက်ပေါ်မှာတော်တော်လေးနာမည်ကြီးနေတာကတော့ခိုင်တင်းကြီးရဲ့မြို့သားပြန်လွတ်လာတဲ့တည်င်းပဲဖြစ်ပါတယ်။ ခန့်တင်းကြီးဆိုတော့ဆက်စလူထတာလေးပြင်အမှုပညာလောကမှာနာမည်ပြက်လုံးဝမရှိတဲ့မင်းသမီးကြီးတူဖြစ်ပြီးသူမရဲ့အမျိုးသားကလည်းလူချစ်လူခင်ပေါများသူပါအိမ်တော်ခွဲအိမ်တော်ပြက်အိမ်တော်ကြီးဖောက်ပြန်တဲ့မင်းသမီးတွေရဲ့ကြားမှာခိုင်တင်းကြီးရဲ့အိမ်တော်ကြီးဟာစံထားစရာဖြစ်ခဲ့ပြီးခိုင်တင်းကြီးဘဲပွဲကိုပဲတက်တန်သူ့ယောက်ျားကအမြဲလိုက်လာတာကိုတွေ့ရပါတယ်။ ဒါပေမဲ့လည်းယုံကြည်ချက်တစ်ခုကြောင့်ယောက်ျားဖြစ်သူထဲရောက်သွားချိန်မှာတော့ခိုင်တင်းကြီးဟာတိတိတတ်တာပိန်ကျသွားခဲ့ပြီးပြီးခဲ့တဲ့အကယ်ဒမီပေးပွဲမှာတော့ညနာနွဲ့နွဲ့လေးနဲ့တယောက်တည်းပွဲထက်ခဲ့တာကိုတွေ့ရပါတယ်။ခိုင်တင်းကြီးနဲ့ပြိုင်လာနေတဲ့တမီလေးစန့်ထိတ်တာကလည်းဖခင်ဖြစ်သူပြန်လာတော့ကိုပျော်ရွှင်နေပြီးခိုင်တင်းကြီးကတော့အပျော်ရင်းနဲ့တူသူတို့မိသားစုလေးပြန်လည်ပေါင်းစည်းပြီးဖြစ်ကြောင်းဝမ်းသာမျက်ရည်တွေနဲ့တူ LINE ပေါ်မှာ post တင်ပြီးဝေမျှခဲ့ပါတယ်။ မင်းသမီးကြီးရဲ့ဝမ်းသာတလဲဖြစ်နေတဲ့မျက်လုံးတွေကြောင့်ပရိသတ်တွေပါအပျော်ကူးဆက်ကုန်ကြပြီးအင်တာဝူစီပြန်လာကိုစောင့်မျှော်နေတဲ့မိမသားတယောက်ရဲ့မျက်ဝန်းတွေကအယောင်တောက်ဆုံးပဲလို့တော့တင်စားပြောဆိုနေကြပါတယ်။နံပါတ်1 DJ Violet ချက်သားတဲ့ဘဝကနေ DJ ပုတ်ပြီးနိုင်ငံကျော်မင်းသားကြီးရဲ့တားဖြစ်သူနဲ့လက်ထက်ကအင်တာဝကျသွားတဲ့ DJ Violet ကလည်းမကြခင်မှာလွဉ်ငိမ့်ချက်သားခွင့်နဲ့အတူ ထောင်ထဲကနေလွတ်လပ်ရေးရပြီးထွက်လာတော့မယ်လို့သိရပါတယ်။ DJ Violet ကတော့ဖះစာကို DJ ပုတ်ပြီးမူယူရန်ကခဲ့တာကြောင့်အထဲဝင်နေရသူဖြစ်ပြီးထောင်ထဲကနေဝဲပြောက်စင်းနဲ့စနေနှခိုင်ကိုကတ်တဲ့တိတ်လမ်းမာခဲ့တာကြောင့်ပုံနာမည်ကြီးခဲ့သူဖြစ်ပါတယ်ပရိသတ်တွေကဒီကောင်မလေးကိုအမြင်မကြည့်ကြပေမဲ့လည်းမင်းသားကြီးနေမျိုးအောင်ကသူ့ရဲ့ချွေးမလေးအတွက်အင်မတန်သောကရောက်နေကြတာကြောင့်လူငယ်နဲ့အတူပြန်လည်လွတ်မြောက်လာဖို့ဆူတောင်းပေးနေကြတာဖြစ်ပါတယ်။နံပါတ်3သမီးစု နောက်ထပ်ရင်ခုံမှုအကောင်းဆုံးတဲ့ရင်ကတော့တမီဆိုလေလွတ်ငိမ့်နေတဲ့အတူပြန်လည်လွတ်မြောက်အောင်မယ်လို့သိရပါဗယ်တနိုင်ငံလုံးကကိစ္စတွေကိုအာချမ်းရှာချမ်းကြီးနဲ့ထိုင်ပလင်းတက်သူတမီဆိုတယောက်လွတ်လာပြီးရင်ထပ်အားချောင်းနိုင်ဦးမလားဆိုတာစိတ်ဝင်စားစရာကိစ္စပါပြိတက်ကြီးတို့ရောဒီ9ရက်ထဲမှာဘသူကိုအလွတ်စေချင်းဆုံးလဲတမီဆိုရောထပ်အားချောင်းဦးမလားဆိုတာထင်ကြီးလေးကို comment မှာရေးခဲ့ပေးကြပါအောင်ရှင်